င်ဘုရားလူပြေကိုပြန်တဲ့အခါမှာဘယ်မှာအရှင်ဘုရားပထမဆုံးကြွမှာလဲဆိုတော့မြတ်စွာဘုရားမေးတယ်။သာရိပုတ္တရာဒီနေ့ဘယ်မှာဝါဆိုလဲလို့ဆိုတော့စင်္သာရိပုတ္တရာကသင်္ကတမြို့မှာဝါဆိုပါတယ်။ဒါဖြင့်သာရိပုတ္တရာရှိတဲ့နေရာငါလူပြေကိုဆင်းမယ်လို့သင်္ကတဆိုတာဒီကနေ့အနေနဲ့အိန္ဒိယမြေပုံရပြောမယ်ဆိုလို့ရှိရင်နီယူဒေလီမြို့နာနီးလို့လို့ဆိုတယ် အဲ့ဒီမှာရှင်သာရိပုတ္တရာဝါဆိုတော့မြတ်စွာဘုရားအဲ့ဒီကြွမယ်လို့ကြွတဲ့အခါမှာလည်းပဲတရားမင်းကြီးကအစီမံတစ်ခုလုပ်တယ်တာဝရိသန်နဲ့ပြေကနေပြီးတော့လူပြေထီအောင်စောင်းတန်းသုံးသွယ်ဖန်ဆင်းလိုက်တယ်စောင်းတန်းသုံးသွယ်ကလက်ရဘက်ကစောင်းတန်းကရွှေစောင်းတန်းလက်ဝဲဘက်ကငွေစောင်းတန်းအလဲကောင်ကဗရမျောင်းစောင်းတန်း အဲ့တော့တာဝရိသလက်ပြေကကြည့်လို့ရှင်ရွှေကလဲရငွေကလက်ဝဲတင်္ဂသမျိုးကကြည့်လိုက်မယ်ဆိုရင်လက်ဝဲလက်ရပြောင်းသွားမယ်နော်တင်္ဂသမျိုးကအောက်ကနေကြည့်တဲ့အခါကျတော့ရွှေကလက်ဝဲဖြစ်ပြီးတော့ငွေကလက်ရဖြစ်သွားတယ်အပေါ်ကကြည့်လို့ရှင်လက်ဝဲလက်ရတစ်ခု အောက်ကနေကြည့်သို့တော်သံဃာမင်းကြီးကဖန်ဆင်းတာတော့ လက်ရကရွှေလက်ဝဲကငွေအလဲကောင်းပရမဆောင်းနံဆိုပြီးတော့ဆောင်းနံ၃သိန်းတကြမင်းရဲ့ဖန်ဆင်းတယ်အဲ့ဒါကိုကြောင်းပြုတ်ပြီးတော့လူတွေဟာတာဝရိန္ဒာဘွဲတို့မြေမှုဘွဲတို့ဆိုပြီးလုံနေကြတာပေါ့နော်စိတ်ကူးပြီးတော့လုံနေကြတာဖြစ်တယ်မြတ်စွာဘုရားဆောင်းနံ၃သိန်းအဲ့ဒီပြန်ပြီးတော့ကြွတယ်လို့တကြမင်းဖန်တီးတဲ့ပုဂ္ဂိုလ်ကတကြမင်းပဲ မြတ်စွာဘုရားကအလဲပရမညာဆောင်းနှံကကြွားတယ်။မြတ်စွာဘုရားရဲ့လက်ရပက်မှာဘေလူကပန္ဓုဆိုတဲ့နတ်ဆောင်းကြီးကိုပိုက်ပြီးတော့ပင်စတိခါကဆောင်းကလေးတီးပြီးတော့တချင်းသာအေးအေးနဲ့မြတ်စွာဘုရားကိုပူဇော်လိုက်လာတယ်။နော်ပူဇော်ပြီးတော့လိုက်လာ။မြတ်စွာဘုရားရဲ့လက်ဝဲဘက်ကတော့တရားမင်းကြီးရဲ့ယထာမောင်းတဲ့မာတတိဆိုတဲ့နတ်သားကမြတ်စွာဘုရားကိုခြံရံပြီးတော့လိုက်ပါလား။ အဲ့ဒီမှာငွေဆောင်နှန်းကပြမပြိဿကဆင်းတယ်ပြမကြီးကလည်းပဲမြတ်စွာဘုရားကိုတော့ထိပြုအုပ်မိုးပြီးတော့မြတ်စွာဘုရားကိုခြံရံလိုက်ပါကြတယ်နတ်ဒီမာတတိတို့ကလည်းတာမီးရံကင်ပြီးမြတ်စွာဘုရားကိုပူဇော်ဝိုင်နဲ့လိုက်လာကြတယ်ငွေရွှေဆောင်နှန်းဘက်ကတရားနဲ့နတ်ဒီအလုံးကမြတ်စွာဘုရားကိုခြံရံပြီးလိုက်လာတယ်အဲ့လိုကြီးမားလာတဲ့ ဆန်းပြလာတဲ့အခန္ဓာနဲ့မြတ်စွာဘုရား